ဲကြီးအိမ်မှာကြောက်တဲ့တယ်စီလန်းကြောင်မှာကြောက်တဲ့တယ်အဲဲမှာအစီဖုံးနဲ့သုံးခုတွေ့တာပေါ့နော်လီဇာနဲ့ပေါ့ဖောက်ထုတ်ကောင်ဖောက်ထုတ်ကောင်သိန်း50သိန်း60လောက်ကုန်တယ်ပေါ့အဲ့နဲ့တငယ်ချင်းရှိပဲထူးခန့်ကြော်ပေါ့နော်လိစာစုံစမ်းပြီးဦးစင်းလိုက်ဝါတာပေါ့သုံးက၄ကအတော့ပြတော်တော်လေးသက်သာပါတယ်အရှင်ဘုရားမလိန်နဲ့မူသားမပြောနဲ့ဘာညာဆိုတော့ရန်တန်ကလူမဟုတ်လေတမကောင်းနဲ့ဆေးကောင်းနဲ့တွေ့ပါရင်ယောဂနဲ့ကမပြောက်ဘူးဆိုတာမရှိဘူးသူကနဲ့သူတက်တဲ့ပျောက်ကင်းသွားမှာပါ ုံခရိုင်ပေါ့နော်အောင်ကန်သာကြီးပါအောင်ကန်သာចောင်းတိုက်အဲ့မှာပေါ့နှစ်ဝါကြော်ကြော်ပေါ့တည်င်းသုံးမိတရားအာထုတ်ခဲ့တယ်ပေါ့နော်ကိုလူဘဝတော့တန်ရောစင်းနေလဲတွေးကျင်နေမိဘဆွေမျိုးညီကောင်ပေါ့နော်မအဲ့ဒါကြီးလဲတွေးကျင်နေဆိုတော့ကြွလာခဲ့လွန်ခဲ့တဲ့နှစ်လကြော်ကြွလာရင်းနဲ့မမြော်လင်မဲနဲ့ကြွပြီးတော့တရက်ပဲရှိသေးတယ်အဲဘိုက်ကအောင့်တာပေါ့နော်အင်္ဂလိပ်လူပြောရင် surprise ပေါ့နော်မမြော်လင်မဲ surprise ဖြစ်ပြီးအောင့်တာအဲ့ဒါနဲ့ အရေးပေါ်ပါညဘက်9နာရီတို့ပဲအစည်းကမ်းတော့အစည်းကမ်းပြည်ချောင်းကုန်းတွေဘလို့ဖြစ်တာလဲအာပြောလဲပြောစီထိုးပြလိုက်တာပေါ့နော်စီထိုးပြီးဓာတ်မှန်ပြေးလိုက်တော့တဲကြီးအိမ်မှာကြောက်တဲ့တယ်နောက်တကစီလန်းကြောင်းမှာကြောက်တဲ့တယ်အဲဲမှာအစီဖုံးနဲ့သုံးခုတွေ့တာပေါ့နော် သုံးခုတွေ့တယ်အဲ့ညာသူစီထိုးပြလိုက်တာဒီတော်တော်လေးလက်တတပါတယ်တတပါတယ်တတပါပြီးတော့အဲ့ဒါသုံး 3လပါဆွဲတော့ပေါ့နော်ဆေး3မျိုးရေးပေးတာမနေ့3လုံးညနေ3လုံးအာဆေးတွားဝယ်ရတာ3800ကျတယ်တပတ်လောက်ကြာတော့သူကပြန်အောင်မြန်ရောပြန်အောင်နဲ့ပြန်အောင်နဲ့ဆစ်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 နဲ့အောင်တော့အဲ့မှာအဲ့စဒေါက်တာလေးရှိကိုပြန်သွားတာပေါ့နော်ဒေါက်တာလေးရှိဒေါက်တာအရှင်ပြားတဲ့အဲ့ဆေးရတော့ဂရုစာပြီးတောက်ကသူကရေခဲကြီးတွေပါကြီးပေါ့နော်နောက်အပူဆက်တွေပေါ့ရှောင်းအရှင်ပြတလောက်တကအန်ဒါစတောင်းရကြည့်လိုက်တလောက်နဲ့တလောက်မတူဘူးပေါ့နော်အဖြေရဆေးအဖြေရပြောင်းရင်လည်းလုံးဝပြောက်သွားနိုင်တယ် မပြောင်းရင်တော့အရှင်ဘုရားတဲ့၃လပြည့်လို့မှမပြောင်းဘူးဆိုရင်တော့ဒီလေဇာနဲ့ပေါ့ဖောက်ထုတ်ကောင်းမယ်ဖောက်ထုတ်ကောင်းရင်၃60 60လောက်ကုန်တယ်တဲ့ပထမဆုံး၃30လောက်လို့ကြားတာနောက်လည်းကြောင့်မဟုတ်ပါဘူးရှေ့ကကိုနဲ့ပတ်သက်ရပတ်သက်ကြောင်းတွေပေါ့နော်အဲဆေးကုသမှုခံယူတဲ့ဟာတွေအလူဟာမျိုးတွေတော်မေးကြော်၃50 60လောက်ကုန်တယ်ပေါ့ပုဂ္ဂလိကစည်းကမ်းတစ်ခုမှာဒီတိုင်းဆိုတော့မဖြစ်တော့ဘူးပေါ့ယောဂါလည်းစစ်စစ်စစ်နဲ့ဖြစ်နေရပါတော့နော်အဲ့ဒါနဲ့ဒုက္ခံကြော်ပေါ့နော်ဒုက္ခံကြော်ကလက်ရှိ လော့ဂီရေးရအဖျားဖျားမှာသူကဝိဇာပညာနဲ့အောင်မြင်နေတဲ့တမားတော်တယောက်ဖြစ်တယ်။လက်ရှိလည်းသူအောင်မြင်နေတဲ့ဇူဟာကိုလူတိုင်းကအတိမတ်ပြုနေတယ်။နော်လူတော်မမြအတိမတ်ပြုနေလက်တွေ့လည်းတွေ့နေကြတာ။တွေ့နေကြတော့အာသူကလူဟိုတုန်းကဆိုရင်ဦးစင်းနဲ့သူနေကဘာမှစတွေ့လဲဆိုပုတ်ပါမှာပေါ့နော်။ပုတ်ပါကဦးစင်းလိုအောင်မြင်လို့ပြောရမှာပေါ့။သူ့နာမည်အောင်သူချိုင်းသူ့ရဲ့ဦးစင်းရဲ့လက်မဖက်ပြီးပေါင်းခဲ့ကြတာ။ဒါပေမဲ့တကယ်ကြီးနှစ်ယောက်ပဲရင်းနေရနော်။ သူနဲ့ပတ်သက်ရပတ်သက်ကြောင်းနေလဲစိတ်ဝင်စားအောင်အဲ့လိုအကန့်လေးထားတာပေါ့စီးရအကန့်ကြီးပေးပွဲဒီပိုင်းမှာတွေ့တယ်နောက်ကြပြောင်းကြရဒါပဲပေါ့နော်တန်ရောစင်ကအဲ့လိုဖြစ်ပြီးရတာဦးစင်စိတ်ကသူ့ရှိသွားမယ်ဆိုပြီးရတာဦးစင်ဖုံးလည်းမဆက်ဘူးလိမ့်စာစုံစမ်းပြီးဦးစင်လိုက်ဝါတာပေါ့ဟိုလဲရောက်ကောင်းပါတယ်အကုန်လုံးကဦးစင်ရောက်လဲရောက်ပေါ့အရှင်ပြောရတဲ့ကြိုကြက်လည်းဖုံးမဆက်ဘူးတဲ့မတွေ့ရလဲကြာပြီပါညာသူ့တပည့်တွေကကြိုးဆူတာပေါ့နော်ဟိုလဲရောက်ဦးစင်အဲတွေ့ရဦးစင်ဖြစ်ချောင်းကုန်နေပြောပြသူက စီးပေါ့နော်ဒါပေမဲ့ तू อ่ะချိန်တာပေါ့ပြန်ပြီးတပတ်ဆက်ရဲ့လောက်ကျန်တခါ55လောက်နေကြတခါ तू ချိန်တဲ့ရဲ့လေးကိုယူဆိုင်ပြရတာပေါ့ယူဆိုင်ပြီးတွတ်ပြရတာပေါ့3က4ကအာတွတ်ပြရတာတော်တော်လေးသက်သာပါတယ်အဲ့တော့လည်းပြောကြတာပေါ့နော်လူတွေကရဟန်းတန်ကလည်းထေရဝါဒဗုဒ္ဓဘာသာဖြစ်ပြီးဝစီတွေပေါ့နော်လူတွေအခုခေတ်မှာသာသနာဆုပ်တော့ပိုဆိုးတယ်အရှင်ဘုရားမလိန်နဲ့မူသားမပြောနဲ့ဘာညာဆိုတော့ရဟန်းတန်ကလူမဟုတ်ဘူးလေ ရဟန်းတန်ကမှားသည်ရဟန်းတန်ကမှားဥစဉ်မှားရင်ဥစဉ်ခံမယ်ပါရာကြီးကကြာမှာဟိုအောက်ကိုဒါတဲ့ဟိုသူ့ဟာနဲ့သူအတုံးဝင်ကြတာဓာတ်တန်အကုန်လုံးပျောက်သွားကြတာပဲဟုတ်တယ်မလားတမကောင်းနဲ့ဆေးကောင်းနဲ့တွေ့ပါရင်ယောဂာနဲ့ဟာမပျောက်ဘူးဆိုတာမရှိဘူးသူ့ဟာနဲ့သူဓာတ်တန်အသွေးသားနဲ့နော်တွေ့တွေ့ပါရင်ပျောက်ကင်းသွားမှာပဲပထမဆုံးဥစဉ်စဉ်းစားတာပေါ့နော်ဟိုလူတွေကပြောဒီလူတွေကပြောလိုင်းမမှာပေးအတုတွေနဲ့သိရမလားဟုတ်သောတရင်ဌာနကြီးအမျိုးမျိုးတွေကသူများရှိရကောင်းတာဖြည့်ထားတဲ့ဟာကိုယူဖြတ်ညက်ကတ်တွေလုတ်အက်ဒစ်တွေလုတ်လုတ်ပြီးမဟုတ်မဟုတ်တရင်တွေလွန့် လူမန်တိရဆအရွယ်လေးကဒီအနုပညာလောက်ကိုလုတ်ခဲ့တာဖြစ်တဲ့အတွက်เนาะ22နှစ်ပေါ့အနုပညာလောကကိုလုတ်ခဲ့တယ်ကွန်ပျူတာပိုင်းဆိုင်ရာတွေပိုင်းလည်းဒါရဲအကုန်လုံးကသိတယ်သိတဲ့အတွက်ဦးဇင်းတို့ကနားလည်ခွင့်လွတ်လို့ရပေမဲ့ပြည်သက်ကမသိဘူးလေဟုတ်တယ်မလားပြည်သက်ကမသိဘူးလေဒီလောကသားတွေမှာမဟုတ်တာအဲ့တော့သူတို့ကတော့ဝင်ကြီးသူတို့အမြင်ကိုသူတို့ရေးမှာပဲလေသူတို့ကသူတို့မြင်တာဒါပဲမြင်တာကိုလက်ရှိကဒါပဲပြောထားတာကိုသူတို့ကအတုတွေအစ်စ်တွေလောက်ကြံဖန်တီးတာတွေသူတို့စိတ်ဝင်စားဘူးအဲ့ဒါဒီပထမဆုံးဦးဇင်းလေစိတ်တွေကတော်တော်လေးခံစားရတာပေါ့နော် ရှင်စိတ်ကုန်သွားပြီဦးနေတပားတဲ့တော့မှအဝေးထွက်သွားကြင်တာအဲ့လောက်ဒီစိတ်ကဖြစ်သွားတာဗောနော်ကောင်းတာလှုပ်လဲဝေဖန်ရတာပဲအခုပဲသမကောင်းတာလှုပ်လဲဝေဖန်နောက်ပိုင်းဦးစင်လေအဲ့ဒါတွေကိုတော့မရှုတော့ဘူးဟုတ်တရားအထုတ်လဲအဲ့လိုပဲဗောနော်ဦးစင်နှစ်နာရီကျော်နော်ပတိစိတ်တရားထိုင်နောက်ဆုံးအမြဝေတာတို့ခေါ်ပြီးနှစ်နာရီနဲ့မိနစ်20လောက်ကြာတာဗောနော်မိနစ်20လောက်ကြာကြဦးစင်လုံးဝတိမ်နှဲမှာဆိုတော့ဦးစင်တကားပိတ်ပလိုက်တာတကားပိတ်ထားတယ် ဲ့နှစ်နာရီအတွင်းမှာဦးစင်စိတ်ကဘယ်လိုဖြစ်သွားလဲဦးစင်နဲ့ပတ်သက်ရဦးစင်အဖေအမေခမဲတော်မဲတော်ပေါ့နော်ကျန်တော့တော့မပြောနဲ့တော့ကျန်တဲ့ပတ်သက်ရပတ်သက်ကြောင်းတေဝတော်မှာဦးစင်အိုက်ဖုန်းကိုမကင်စိတ်လဲမဝင်စားဘူးဘာလို့မှလည်းလာမပြောနဲ့ဦးစင်အိုက်နှစ်နာရီ20မှာအမလို့ဖုန်းကိုလည်းပိတ်ထားတယ်ဦးစင်နှစ်နာရီ20မြင့်တာဘူးအမြဝေပြီးွားအိုက်ဖုန်းကိုပြန်ကင်ပြန်ခိုင်းပြီးတော့ငိုစရာရှိရင်ငိုမယ်စီစဉ်စရာရှိရစီစဉ်ဥစဉ်လဲလော့ဂီလူသားဖြစ်တဲ့အတွက်ရဟန်းဖြစ်တဲ့အတွက် လောဘဒေါသမောဟနဲ့ဟာမกินဘူးအနှဲနဲ့များကြံ့တာပဲအဲ့ဒါကိုဖြည်းဖြည်းချင်းလျှော့ဖို့လိုတယ်ဟုတ်တယ်မလားလေကားဆိုတာတခါတည်းဆင်းမယ်ဆိုရင်ဘလို့မှဖြစ်နိုင်ကြော်ပြီးဆင်းပြုတ်ကြမှာပေါ့ဆယ်တစ်ကနေ9တစ်9တစ်ကနေ10တစ်10တစ်လောက်မှနေသားလေးကြာဝိုင်းခုနှစ်တစ်ကိုထပ်ပြီးဆင်းဖြည်းဖြည်းချင်းဆင်းရတော့ဗောနော်ကိလေသာတဏှာလောဘဒေါသမောဟဗောနော်အဲ့ဒါကိုရနိုင်တယ်လို့ပေါ့အသက်40ကျော်ရင်မြည်သူမဆိုပါအဲ့စိတ်လေးတွေမွေးဖို့လိုတယ်ဟိုတော့ဥဒင်းပြောတယ်လို့မနှက်ဖြန့်ဆိုတာကျင်းတည်တဲ့ကိစ္စမှမဟုတ်တာ ဒီညသေးွားရင်ဘယ်လိုလုပ်မလဲဟုတ်တယ်မှာမမြုံလည်းမသေးွားရင်ကိုဒါနာကောင်းမှုတီလာကောင်းမှုဘာဝနာကောင်းမှုဘာယူများလုပ်ခဲ့ပါသေးလဲကိုကိုကို24 hour 24နာရီပြည့်သွားပြီဆိုရင်ကိုကိုပြန်ပြီးလေ့လာကြည့်ပါစမ်းစစ်ကြည့်ပါကောင်းတာနဲ့မကောင်းတာမကောင်းတာကြီးများနေတယ်ဟုတ်တယ်နော်မကောင်းတာဇောက်ထိုးကြီးပဲချိန်ဝင်မှချိန်ကြည့်မယ်ဆိုရင်တေချာရဇောက်ထိုးကြီးရဟန်းတွေတော့မှရှားတယ်လို့ပါရင်သေးတယ်အပြန်ပြန်ပြန်ဆွဲရငါပါလို့မဖြစ်ဘူးအင်းငါပါရင်ပါရာကြီးကကြောက်ပါ